ပြင်မင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะဟိုဟာကီးထိတ်ကလည်းကျွန်တော်တို့ကီးဖြစ်နေထွက်သွားခဲ့တယ်เนาะကီးဖြစ်နေပဲထွက်သွားခဲ့တယ်မနေ့ပိုင်းမှာခွန်၈ကီးအနေနဲ့ထီတယ်ညနေပိုင်းမှာ၄၁ကီးအနေနဲ့ပဲထီတယ်เนาะထိတ်အနေနဲ့မထီဘူးကီးအနေနဲ့ပဲထီသွားတယ်ထို့အတူပဲကီးကလည်းမနေ့ပိုင်းမှာခွန်၈ဆိုပြီးထီတယ်ကျွန်တော်တို့ဖောင်းဖြစ်သွားတာဘရိတ်လိုင်းဖောင်းဖြစ်သွားခဲ့ပါတယ်ဗျเนาะအဲ့တော့ဘရိတ်လိုင်းဖောင်းဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ ဒီကနန်းနေရာကျွန်တော်တို့မအောင်မြင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခွေအခွေမှာတော့ကျွန်တော်ဒီအခွေအခွေလေးကိုသဘောကျတယ်ဒါပေမဲ့ဒီတွက်နေရာဆိုရင်ခွန်တင်ငါကကျွန်တော် main ဟိုဟာဖြစ်တယ်အကောင်းဆုံးဖြစ်တယ်လို့ဆိုခဲ့ပြီးမြဲအခွေတော့ထွက်တယ်မှန်တယ်88အဲ့တော့အခွေထိုးတဲ့လူတူပဲကျွန်တော်ပောက်ပါတယ်ဆိုပြီးလာပြောတယ်မွန်ဘိုးလည်းလာပြေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒီကနေ့အခွေလေးပဲအောင်လုပ်ပေးနိုင်ခဲ့တယ်ကျန်တာမအောင်ခဲ့ပါဘူးဗျာနော်အဲ့တော့ကျွန်တော်တို့ ဘောဒူဟိုအင်္ဂါဘောဒူအောင်ခဲ့ပြီကြာပြီနေ့မှာကျွန်တော်မအောင်ခဲ့ဘူးပေါ့နော်အခွေသေးတစ်ခုပဲအောင်နေကီးရလဲဟိုကီးတိတ်ကလည်းထိတ်ဖြစ်ထိတ်ဖြစ်ပဲနဲ့ကီးဖြစ်သွားတယ်ကီးရိုးရိုးရတော့ကီးအနေနဲ့သူအောင်ခဲ့တယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့20 day စလိုက်ကြအောင်20လေးကိုကျွန်တော်ဘယ်ကစမလဲဆိုတော့6နှစ်ကိုကိုကစမယ်ပြเนาะ6နှစ်ကိုကို ကိုကိုလေးငါသုံးလေးသုံးညာနှင်းဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဆိုပင်ရတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီနှစ်ကဒီလေးရဲ့ပေါင်း6 6ကလေးရဲ့ပေါင်းတော့သုံးညသုံးညရဲ့ပါဝါ9သုံးညရဲ့နှက်ခက်က9 3ည5ခွန်ဆိုတဲ့ကီး3လုံးဒီဘေးမှာထွက်ရမယ်တဲ့ဒီနီးလေးတွေကတော့နီးမာလေးတွေပါနီးအမာလေးတွေဆိုပေမဲ့ပြက်ပွဲရှိပါတယ်ပြက်ပွဲကိုကျွန်တော်တမင်္ဂလာချမ်းမထားခဲ့မယ်တစ်ထက်တွေ့တာเนาะအပေါ်မှာမှန်နေဟုတ်လားအဲ့တော့ကျွန်တော်တို့ဒီပြက်ပွဲကိုကျွန်တော်ပြမယ်เนาะအဲ့တော့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့၄တဲ့၄မှာ၅တလုံးထိပြီးအောင်ခဲ့ပါတယ်6နှစ်တဲ့6နှစ်မှာတော့ကျွန်တော်တို့မအောင်မအောင်ပြ เนาะ၄ငါးမှာကျွန်တော်တို့၄တလုံးထိပြီးတော့အောင်ခဲ့ပါအောင်ငါးတလုံးထိပြီးတော့အောင်ခဲ့ပါတယ်နောက်တစ်ပြန်တွက်ပါမယ်ငါး၃၈၄၄၄၆၄၂၄၆3953ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ၄နဲ့ဒီ၃နဲ့ဒီ၄နဲ့ပေါင်းခွန်ခွန်နဲ့၅နဲ့ပေါင်းတော့ နှစ်ပါတဲ့နှစ်နှစ်ရပါပါခွန်နှစ်ရနှခတ်က၄နှစ်ခွန်၄ဆိုပြီးတော့အဲ့ဒီလိုကြီးသုံးလုံးပေးခဲ့ပြီမြဲအဲ့ဒီပွဲမှာကျွန်တော်တို့ပြက်ခဲ့ပါတယ်ဗျနော်ဘယ်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့ရှစ်ရှစ်တဲ့မအောင်ပါဘူး၉၃ဆိုပြီးတော့ဒီလိုမျိုးထွက်သွားတဲ့အတွက်ဒီကီယာဒီပင်မှာပြတ်သွားပါတယ်ပြတ်သွားပြီးတဲ့အတိုင်းပြတ်သွားပြီးတဲ့အခါမှာကျွန်တော်ရဲ့ကီးထုံးတဲ့အတိုင်းကျွန်တော်ကီးရဲ့ထုံးတဲ့အတိုင်းပြန်မှန်သလားမမှန်သလားကိုကျွန်တော်ကြည့်လိုက်ကြအောင်เนาะအဲ့တော့တစ်တစ် ကိုချာငါငါခွန်ကိုငါတုံးတစ်တုံးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီတစ်ကေဒီခွန်ရဲ့ပေါင်းတော့8 8နဲ့3နဲ့ပေါင်းတော့တစ်ပါတဲ့တရဲ့ပါဝါ6တရဲ့နှက်ခက်က8တစ်68ဆိုတော့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ ငါးကိုတဲ့မအောင်ပါဘူးဗျာ3ည6တဟော3ည6မှာ6တလုံးထိပြီးပြန်အောင်သွားတာကိုအမျိုးတို့တွေ့ရမှာပဲဖြစ်ပါတယ်ဗျာဟုတ်ဗျာ3ည6မှာကျွန်တော်တို့6တလုံးထိပြီးပြန်အောင်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲနောက်တစ်ပြန်တော့တွေ့ပါမယ်6 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 ့တေလေးခွန်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ6ကဲဒီ8ကဲပေါင်4ပါတဲ့ဒီ4နဲ့ပေါင်းတော့8ပါတဲ့8 8ရဲ့ပါဝါ3 3ရဲ့8ကဲနှစ်ခက်က1 8 3 1ဆိုတော့ကီး3လုံး ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့နှစ်ရှစ်တဲ့နှစ်ရှစ်မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်တစ်ချောက်တဲ့ဟောတစ်ချောက်မှာလည်းတစ်တလုံးထိပြီးတော့ညာဝမနဲ့ကောပြန်အောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျအဲနောက်တစ်ပြန်တွေ့ပါမယ်ခွန်တစ်တစ်ချောက်ခွန်တစ်တစ်ချောက်ကိုကို96ကိုကို96ရှစ်ရှစ်ကိုကို ကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်ဒီ1ကဒီ9ရဲ့ပေါင်းတော့6 6ရဲ့8ရဲ့ပေါင်းတော့4ပါတဲ့4ရဲ့ပါဝါ9 4ရဲ့နှက်ခက်က2 4ကို2ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6နှစ်6နှစ်တဲ့6နှစ်မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်4 8တဲ့ဟော4 8မှာလဲ4တလုံးထပ်ထိပြီးတော့ညာအောင်မနေကောထပ်အောင်မြန်ပါတယ်ဗျ ဘယ်လိုဖြစ်လဲတရိတ်ကကတ်ကဲနောက်တစ်ပြုံတွက်ပါမယ်ခွန်8 3 5 6526 3316 3313ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ8ကဲဒီ2ကဲပေါင်းတော့3ည3ည3နဲ့ပေါင်းတော့3ပါတဲ့3ရဲ့ပါဝါက8 3ရဲ့နှက်ခတ်က9 385ဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ဘာတွေထွက်သွားသလဲကျွန်တော်တို့ကြည့်လိုက်ရအောင်တရှိတဲ့ဟုတ်တယ်နော်ဟုတ်တယ်တရှိတရှိမှာရှစ်ရှစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်နောက်တစ်ခါ၄6တဲ့၄6မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြုံတွက်ပါမယ်။ဘုရား966

လေးခွန်နဲ့လေးခွန်မှလည်းခွန်မဲ့ထက်တည်ပြီးတော့ညာရောမနဲ့ကောပြန်အောင်ခဲ့ထက်အောင်ခဲ့ပါလေဗျ။ကဲအဲ့တော့ကျွန်တော်တို့နောက်ဒီတောက်ကြနေအတွက်ကျွန်တော်တွက်လိုက်ရအောင်653 653 3 6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  3 ခွန်ရှိလေးတိခွန်ရှိလေးတိဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်ကျမရမ်းမကောင်းဗျအမျိုးမျိုးတစ်ခုတစ်ခုအဲ့ဒါကိုကျွန်တော်လဲကိုယ်မျိုးတွေကမျောနေမှန်းသိလို့ကျွန်တော်ကဇွတ်လုံးနေဆရာကအောင်ကြောအားနေတဲ့တိတ်ပြောဖုံးနေမသုံးပါနဲ့တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီ9ရဲ့ဒီ6ရဲ့ပေါင်းတော့1ဒီ7နဲ့ပေါင်းတော့9ပါတဲ့9ရဲ့ပါဝါ4 9ရဲ့နှက်ခက်က6 6 4 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကောင်းပြီထုံးကြံနိုင်မယ်ကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့စဉ်းစားအောင်ကီးထိတ်ကလေးနဲ့စဉ်းစားဆိုတဲ့နေမှာဒီကနေ့ကီးထိတ်ကတော့ကျွန်တော်တို့ကီးဖြစ်နေပဲအောင်ခဲ့တယ်နော်ကီးထိတ်ကီးထိတ်ကီးထိတ်ကတော့ကျွန်တော်တို့ဗာရတယ်လေဆိုတဲ့အခါကျတော့4 6 2နှစ်ဖြစ်ပါတယ်တဲ့နော်ခုနကီးရိုးရိုးကဟမ်အကီရိုးရိုးက4 6ပါတဲ့ ကို46ထားပါတော့เนาะ46ပါတဲ့46ပါတဲ့အဲ့တော့ break ကကျွန်တော်တို့ဗာရတယ်ဆိုတဲ့အခါကျတော့ break က19တဲ့ဒီကနေ့ break ကတော့เนาะ found ဖြစ်တယ်เนาะကြိုက်ပါလေ u ဟာလား19 64ပါတဲ့เนาะအဲ့မှာ19ကြီး main break ဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကဒီလိုကတ်မလားဒီလိုထောင်းကြတဲ့အပေါ်အောက်ကတ်မလားဒါမှ break နဲ့ကတ်မလားစဉ်းစားတဲ့အခါမှာကျွန်တော်တို့ break နဲ့ပဲကတ်မယ်စိတ်ကူးထားတယ်အဲ့တော့ break နဲ့ကတ်ချင်း၄ခွန်း လေးငါလေးနှစ်လေးတုံညကိုနှစ်ကိုတုံညကိုခွန်ကိုငါနောက်တစ်ခါကျွန်တော်တို့နှစ်နဲ့ပတ်သက်လို့နှစ်ကိုအပေါ်မှာတော့ကိုနှစ်ပါပြီဒါနော်အထည့်ရေးထားတယ်ပြန်လည်ထိုးရမယ်ဆိုနှစ်ခွန် နေလေနေနေဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါရပါတယ်ကဲအဲ့ဒီမှာမှာကျွန်တော်တို့တင်ငန်းလေးတွေကိုတဖြည်းဖြည်းလိုက်ချုပ်ကြည့်ရအောင်အဲ့မှာကျွန်တော်တို့တင်းနဲ့ကိုးနဲ့ပတ်သက်တဲ့ဟာလေးပဲကျွန်တော်တို့လိုက်ပြီးတော့ကြည့်မယ်ဆိုရင်၄လေးခွန်လေးငါလေးငါကိုနှစ် ကိုနှစ်နရကာကိုတုံညကိုတုံညနရကာဒီမှာကိုနှစ်ပါပိသားဖြစ်တဲ့တထက်မကြီးတော့ဘူးเนาะနောက်ကနှစ်ခွန်ဆိုတော့ဒီငါးလုံးရတယ်အဲ့တော့ကျွန်တော်တို့၅လုံးကိုချားရည်တိုင်းမယ်၄ခွန်၄ငါး ကိုနှစ်ကိုတုံညနှစ်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ကနန်းငါးလုံးကကျွန်တော်တို့ဒုတိယမြောက်အကျဉ်းရွေးထုတ်လိုက်တဲ့အထက်မှာဒီငါးလုံးအကြိုက်ဆုံးဖြစ်နေပါတယ်နောက်တစ်ခါကျွန်တော်တို့ပြန်ကြည့်မယ်ပြန်ကြည့်မယ်ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဟိုတနည်းအောင်ကကျွန်တော်ပြောခဲ့တဲ့6တိထွက်တယ်နော်6တိထွက်ပြီးသွားရင်နှစ်ခွန်၄ ကိုဆိုတဲ့ break ကကျွန်တော်တို့၃ရက်အတွင်းထွက်ရမယ်လေယနေ့အချိန်ထိမထွက်သေးဘူးအဲ့တော့မနေ့ဖငါကိုဒီကောင်ကအားကောင်းနေတယ်အဲ့တော့အားကောင်းနိုင်တူရင်ဒီဒီမှာကိုဒီမှာကိုဟုတ်တယ်နော်ဒီမှာကိုဒီမှာကိုဖြစ်တဲ့အတွက်ကို break ကကျွန်တော်တို့ပိုအားကောင်းတယ်လို့ခေါ်ရမှာပဲဖြစ်ပါဆိုရမှာပဲဖြစ်ပါဗျဒီမှာထပ်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင် ဒီနှစ်ခွန်လေးကိုပရိတ်ကိုဘာထပ်ပြီးအားပေးထားသလဲဆိုလို့ရှိရင်ကျွန်တော်တို့ပရိတ်တူပရိတ်ကြပြီးသွားရင်နှစ်ခွန်လေးကိုပရိတ်ပါပဲဟောပရိတ်တူပရိတ်ကဘာမှကြတာလဲလို့ကျွန်တော်မြင်ခွန်ရှစ်နဲ့လေးတိပရိတ်တူပရိတ်အဲပရိတ်တူပရိတ်ကြထားတဲ့အတွက်ကျွန်တော်တို့ကနှစ်ခွန်လေးကိုပရိတ်က၃ရက်တွင်မှထွက်ရမယ်တဲ့နောက်တစ်ခါကျတော့ကျွန်တော်လေးထိပ်လာပြီးသွားရင်နှစ်ခွန်လေးကိုပရိတ်က၃ရက်တွင်မှထွက်ရမယ်ဆိုတော့နှစ်ခွန်လေးကိုပရိတ်ဒီပို့ပြီးအားကောင်းနေရလို့ကျွန်တော်ဆိုရမှာဖြစ်တယ်အဲ့တော့နှစ်ခွန်လေးကိုပရိတ်ထဲမှာမှဒီမှာဒီ နေ့စဉ်ပရိတ်နဲ့သွားတိုက်ကြည့်ကိုပရိတ်ကအားအသာဆုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုပရိတ်နဲ့ပတ်သက်တာလေးတို့ကျွန်တော်တင်ကနန်းဖြစ်နေစဉ်းစားပြီးကျွန်တော်ဒီသုံးွက်ကိုအကြိုက်ဆုံးအနေနဲ့ကျွန်တော်ထိုးပါမယ်။နောက်အမျိုးတို့အနေနဲ့လည်းအကြိုက်တူသလားအကြိုက်တူရင်ယူပါအကြိုက်မတူနော်အကြိုက်မတူရင်မယူပါနဲ့เนาะကျွန်တော်ဘုရုမှာဆိုတင်မပေးပါဘူးကျွန်တော်လည်းဆရာကြီးတယောက်မဟုတ်ဘူးအကြံဉာဏ်ပေးခြင်းတယောက်နဲ့တော့ညှိနှိုင်းတိုင်ပင်ခြင်းသဘောအနေနဲ့ဒါလည်းကျွန်တော်တွေ့ပြီးတင်ပေးခြင်းပဲဖြစ်ပါတယ်ကဲအဲ့တော့ ဒီကနေ့ကတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တင်ဆက်မှုတွေကတလောက်ပဲဖြစ်ပါတယ်အားလုံးအကြိုက်တွေယူပါအကြိုက်မတွေမြူကြပါနဲ့နော်ကြအားလုံးစိတ်ချမ်းသာကြီးကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးနောက်ဆုံးပိတ်အိတ်နဲ့လွယ်အောင်မြင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေ့ကစေတနာရင်းနဲ့လှည့်လည်လေလေဆုတောင်းပေးလိုက်ပါတယ်ဗျာ